မင်္ဂလာပါရှင်လာရှိုးမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းသည့်ဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စစ်ရေးတင်းမာကလာရှိုးမြို့ဝန်ပေါင်းများနှင့်လမ်းများပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းမှုကြောင့်ကိုကန်နှင့်စစ်တပ်အကြားနှစ်ဖက်စစ်ရေးတင်းမာပြီးလာရှိုးမြို့ဝန်ပေါင်းများနှင့်လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသခံပြည်သူများနှင့်စစ်ရေးသတင်းရင်းမြစ်များထံမှသိရပါတယ် ယနေ့နိုဝင်ဘာလ3ပိုင်း MNDAA တများနှင့်စစ်တပ်တို့အကြားပုံမှန်တွေ့ဆုံမှုများလှုပ်ဆောင်ခဲ့စဉ်စစ်တပ်က MNDAA တများကိုလာရှုံမျိုးပြင်ကျွရွာများတွင်တက်ဆွဲထားမှုမှစုပ်ခွာပေးရန်အမိန်ပေးလာရမှာနှစ်ဖက်စီရေးတင်းမာမှုများပြတ်ပေါ်လာခြင်းဖြစ်ကြောင်းဒေသစစ်ရေးတရင်ချင်းတချို့ကပြောဆိုပါတယ်အဆိုပါပြောဆိုချက်နဲ့ပတ်သက်ပြီး MNDAA ဘက်ကဆက်သွယ်နေမြအတီးပြုတ်ရန်စူးစမ်းတော့လဲတစုံတရာတုံ့ပြန်ခြင်းမရှိပေလက်ရှိတွင်လာရှုံမျိုးကိုဝန်ရောက်နိုင်သည့်ဖီဘော်ဒတာနတ်လန်ဟိုရတို့ကို MNDAA နဲ့ စ်တပ်နှစ်ဖက်စလုံးကဖိတ်ပင်ထားကြောင်းလက်ရှိနှစ်ဖက်စည်းရေးတင်းမာမှုရှိတော့လေကနက်ပေါက်သည့်အထိမဖြစ်နိုင်ပေတရုတ်နိုင်ငံကဂျာဝင်မှုဖြင့်ဖြေရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်းအထက်အားဖြင့်စစ်တပ်ကအင်အားဖြန့်လေစုစည်းမိလာချိန်တွင် MNDAA အပေါ်အပေါ်စီးကပြန်လည်ဆက်ဆံရန်ကြိုးစားလာခြင်းဟုယူဆနိုင်ကြောင်းဒေသစစ်ရေးတရင်ပြည်ကသုံးသပ်ပါသည် ဖီဘောတရာကနေတော့ဘယ်သူမှပြေးမဖြတ်တော့ဘူးအခုစီရီတင်းမာတာလားဘာကြောင့်လဲတော့သိချမသိဘူးကြားထဲမှာတရုတ်ကချောင်းဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့သနက်ပေါက်တဲ့အထိဖြစ်ကြမယ်လို့တော့မထင်ပါဘူးနှစ်ဖက်တင်းမာပြီးတရုတ်ကဝင်ကြီးလိုက်ရင်ပြီးသွားမှာပဲလန်ဒရာတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ကိုဒေတာစီရီတင်းရင်းမြစ်ကပြောဆိုပါတယ် ဆိုရတွင်စစ်တပ်ကတရုတ်ဤဂျာဝင်မှုကိုဂရုမစိုက်ပဲရှမ်းပြည်နယ်မြောက်ပိုင်းရှိတိန်နီအပါဝင်မြို့များကိုပြန်လည်ရယူလိုနေပြီး၎င်းလက်လို့ဆုံရှုံထားရသောနေမျိုးများကိုတောင်းယူခြင်းများတိုးမြင့်လာနိုင်ကြောင်းတောင်းရင်မရပါကတိုက်ယူစီအထိဖြစ်လာပါကနှစ်ဖက်အပြစ်ရရေးချိုးပေါက်ပြီးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းအဆိုပါစစ်ရေးတရင်ရင်ကဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းခိုးကန့်အထူးဒေသတွင်လက်ရှိရရှိထားသော စည်ရည်ရဆဲရည်သဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ကြောင်းစစ်မှန်သောငြိမ်းချမ်းရေးရရှိရေးဝေးလံသည့်ဆဲဖြစ်ကြောင်းကိုကတ်အထူးဒေတာအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Fantiyan ကအော်တိုဘာလ25ရက်နေ့ MNDAA 2025ခုနှစ်အပတ်စဉ်တကီတာများအလဲကျသင်တန်းဆက်ပွဲတွင်သတိပေးပြောဆိုခဲ့ပါတယ်ဆလပီပြည်သူများလက်မခံကြသည့်ရွေးကောက်ပွဲအတူဟာရှောက်လန်းရမည့်လမ်းကြောင်းအမှန်ဖြစ်သည်ဟု မင်းအောင်လိုင်ပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကလက်ရှိစစ်တပ်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံနဲ့နိုင်ငံသားတွေရှောက်လန်းရမယ်လမ်းကြောင်းအမှန်ဖြစ်ပြီးပြည်သူတွေအမားမှန်ခွဲခြားသိဖို့လိုတယ်လို့လည်းပြောဆိုပါတယ်။ဒီနေ့မှာကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အတွက်ပေးပို့တဲ့တော်ဝင်လာတဲ့မှာအကြံဖတ်မြင်အောင်လိုက်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုတရက်လုံးလိုလားတောင်းတာတဲ့ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာရှောက်လန်းနိုင်ရေးအတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုမကြာမီစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်ငန်းစဉ်တည်တာမိမိတို့ရှောက်လန်းရမည့်လမ်းကြောင်းအမှန်ဖြစ်တဲ့အတွက်ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့်အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တိုက်တွန်းအပ်ပါသည်လို့မင်းအောင်လိုင်ကပြောဆိုခဲ့တာပါ။ ဒါပြင်အကြံဖက်စစ်တပ်အနေနဲ့နိုင်ငံအနှံ့စာတင်ကျောင်းများကိုရည်ရွယ်ချက်ရှိရှိလေးကျောင်းတိုက်ခိုက်ကကလေးငယ်များစွာကိုတိကျပြက်စီးစေတယ်လို့ကျောင်းနှင့်အရွယ်အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုပါပေါ်တာဆွဲစစ်တိုက်ခိုင်းနေပေမဲ့တဝန်လွာထဲမှာတော့ပညာရေးကိုမြင့်တင်ရမယ့်အကြောင်းတွေပြောထားပြန်ပါတယ်။နိုင်ငံတကာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့စင်စမ်းမပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတအူးချင်းစီအသိပညာအတတ်ပညာအတွေ့အကြုံဗဟုသုတပြည့်ဝစေခြင်းဖြင့်အမျိုးသားပညာရေးကိုမြှင့်တင်ပေးရမည်ဖြစ်ပါသည်။အထူးသဖြင့်ဒီမိုကရေစီစနစ်တို့ကူးပြောင်းနေသည့်ယနေ့ကာလတွင်တိုင်းသားပြည်သူများအနေဖြင့်အရာရာကိုစဉ်းစားတွေးခေါ်ကာအမားမှန်ကိုဖွဲ့ကြားသိရှိပြီးနိုင်ငံ내လူမျိုးကိုပေးပို့ဆောင်ရွက်ရန်အရေးကြီးပါသည်လို့အချမ်းဖတ်ကောင်းဆောင်မင်းအောင်လိုင်ကပြောခဲ့ပါတယ်။မင်းအောင်လိုင်ဦးဆောင်နေအာနာသိန်းစစ်ကော်မရှင်ဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ်ရွေးကောက်ပွဲအတူကို ။တရားမဝင်ကျင်းပဖို့ဂျိုးပန်းနေပေမဲ့တော်လိုင်းရေးအင်အားစုတွေနဲ့ပြည်သူအများစုကတော့ဒါဟာထောင်ချက်ဖြစ်တယ်လို့မှတ်ယူထားကြပါတယ်။ဆက်လက်ပြီးမင်းအောင်လိုင်းကသားဖြစ်သူဤစီးပွားရေးလူယုံမောင်မောင်လိုင်း၊ရွှေတန်လွင်ကျော်ဝင် နေအောင်ဝင်းအောင်အေဝင်အိုက်ထွန်အပါဝင် ခရိုနီနဲ့တတိများကိုလူမှုထူးချွန်စုတစိမ့်များပေးအပ်စစ်တပ်ထောက်ခံသောအမှုပညာရှင်များနှင့်ဂရင်းသမားစာရေးဆရာများကိုလည်းထူးချွန်စွာပေးတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အကြံဖတ်မေအောင်လိုင်းကစာဖြစ်သူဤစီးပွားရေးလူယုံမောင်မောင်လိုင်းရွှေတန်လွင်ကျော်ဝင်းဝင်းအောင်အေးဝင်းအိုက်ထုံးအပါဝင်းခရိုနီနဲ့တတိများကိုလူမှုကျူးကျော်စုတစိညာပေးအပ်လိုက်ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားပါသည်မေအောင်လိုင်းရဲ့စာဖြစ်သူအောင်ပြေဆုံးသည့် Sky One ဆောက်လုပ်ရေးပိုင်ရှင်ဖြစ်တော်လဲသူဤစီးပွားရေးလူယုံမောင်မောင်လိုင်းကိုနာမည်ခံထားခိုင်းကမေအောင်လိုင်းကယနေ့ကြာရောက်တဲ့105နှစ်မြောက်အမျိုးသားနှင့်ဂုံသူဆောင်ပွဲအခမ်းအနားတွင်မောင်မောင်လိုင်း Sky One ကိုလူမှုကျူးကျော်စုဒုတိယအဆင့်ပေးအပ်လိုက်ခြင်းဖြစ်ပါသည် ရှင်ပြင်းမြောက်လိုင်းကရွှေတန်လွင်ကျော်ဝင်းရွှေပြိုင်းဖြူကုမ္ပဏီပိုင်ရှင်တိန်ဝင်းစုံရွှေပြည်ပန်ပိုင်ရှင်လေးအောင်အေယာဝတီပန်ပိုင်ရှင် အာယုလိုအပါဝင်ခရိုနီတချို့ကိုလူမှုထူးချွန်စုပထမအဆင့်ပေးအပ်ပါတယ်တခြားသောစီးပွားရေးခရိုနီများဖြစ်သည့် UMFCC ဥက္ကဋ္ဌ Ewin EFD ကုမ္ပဏီအုပ်စုမှစိုင်းမျိုးဝင်အောင်မြင်သူကုမ္ပဏီလှမျိုးမြမတိလဝကုမ္ပဏီပိုင်ရှင်လည်းဖြစ်တကုံကုမ္ပဏီအုပ်စု၏ဥက္ကဋ္ဌလည်းဖြစ်သူဝင်အောင် ခရန်ရရဲ့အောင်မိုးကျော်ရွှေတောင်ကုမ္ပဏီမှာအောင်စော်နိုင်အပါဝင်ခရိုနီတချို့ကိုလူမှုထူးချွန်စုဒုတိယအဆင့်များပေးအပ်လိုက်ပါတယ်။လူမှုထူးချွန်စုတတိယအဆင့်တွင်လည်းစီးပွားရေးသမားများစွာပါဝင်ပြီးထင်ရှားသူများမှရွှေတောင်ကုမ္ပဏီမှ Aiton BOC ကုမ္ပဏီမှဝင်းဆွေမန္တလေးဘီယာကုမ္ပဏီမှထွန်ဝင်းတို့အပါဝင်စီးပွားရေးသမားများကိုမြေအောင်လိုင်းကစုပေးထားပြန်ပါတယ်။ စစ်တပ်အတွက်လော်ဘီလုပ်ပေးနေသောမြန်မာနရီတင်တင်တန်မှဥဆောင်သူကိုကိုစမှုတက္ကသိုလ်ကိုမူစာပေပညာထူးချွန်ပထမအဆင့်ပေးအပ်ထားပြီးရေမုံနဲ့မြန်မာအလင်း YouLight of Myanmar သတင်းစာအေဒီတာချုပ်ဟောင်းများကိုစာပေထူးချွန်စုဒုတိယအဆင့်များပေးအပ်ထားပါတယ်စစ်တပ်ကိုထောက်ခံနေကြတဲ့ဟာတာတယုတ်ဆောင်ဒိန်းတောင်ဒါရိုက်တာဇင်ယောမမောင်လူရှင်တော်ငိမ့်ချန် ဝေလူကျောင်းခိုင်နေဝေထူကန့်ကျောင်းချမ်းသာကြီးဆိုဟာတာတယုတ်ဆောင်တိန်ညွန်တင်မောင်ဆမ်မင်ဝင်ဗရမ ्या ခေခိုင်ဒါရိုက်တာကျော်စောလင်းအတွေးပုံရင်ဒါရိုက်တာကိုစောအာယုံဦးဒါရိုက်တာညိုမင်းလွန်တို့ကိုလည်းလူမှုထူးကျုံစုများမြင်အောင်လိုက်ကပေးအပ်ခဲ့ပါတယ်ဆလဗီစစ်ကော်မရှင်လက်ချက်ကြောင့်အော်တိုဘာလအတွင်းအရက်သား200လီပါတည်ဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အော်တိုဘားလတလအတွင်းစစ်ကော်မရှင်လက်ချက်တောင်းအယက်သားပြည်သူ200နီးပါးသေဆုံးခဲ့ပြီး900ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြပါတယ်ပြည်ကရေအော်တိုဘားလာအတွင်းနိုင်ငံတော်ဝန်မှစစ်ကော်မရှင်တပ်ကလူခွင့်ရေးချိုးဖောက်မှုပေါင်း959ခုတက်မနေကျူးလွန်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာလေချောင်းတိုက်ခိုက်မှုစုစုပေါင်းအကြိမ်250အထိကျူးလွန်ခဲ့တာပါစစ်ကောင်မရှိရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အကြက်သားပြည်သူ185ဦးသေဆုံးခဲ့ပြီး922ဦးထိခိုက်ဒဏ်ရာရရှိကအဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်38ဦးပါဝင်တယ်လို့ NUG ကဆိုထားပါတယ်အလားတူစစ်ကောင်မရှိရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှု17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း136ဦးသေဆုံးခဲ့က18နှစ်အောက်ကလေးငယ်16ဦးအထိပါဝင်ခဲ့ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့အခုလိုကျူးလွန်မှုတွေကိုတည်တည်အထောက်အထားအပြည့်စုံနဲ့စုဆောင်းထားပြီးကျူးလွန်သူနဲ့ကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့တည်တည်မှတ်တမ်းအဖြစ်စုဆောင်းထားတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တက်ဟာတရားမဝင်ရွှေခောက်ပွဲကိုကျင်းပဖို့ကြိုးစားနေတာတဲ့အများပြည်သူလူထုကိုဖမ်းဆီးထောင်ချတာတွေဇက်တိုက်လုဆောင်နေတယ်လို့အကြောက်တရားရိုက်သွင်းပြီးအတူရောက်ရွှေခောက်ပွဲကိုပုံခေါ်နေတယ်လို့ NUG ကသတိပေးထုတ်ပြန်ထားပါတယ်။